မြန်မာပြည်မှာတစည်းရဲရှိတဲ့သိန်း၅သောင်းတန်ပြန်ကားကြီးကိုချပြန်လိုက်တဲ့အချမ်းသာဆုံးတတိမာလေး LK ရန်ကုန်မြို့ရဲ့တောလာများတဲ့လမ်းမကြီးတွေပေါ်မှာအလုံးကလဲပြန်ကြည့်ရလောက်တဲ့စွမ်းဆောင်ရည်ဒီဇိုင်းနဲ့ပြန်ကားကိုပိုင်ဆိုင်ထားတာကမြန်မာနိုင်ငံမှာအောင်မြင်ဆုံးနဲ့အတက်ငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင်တတိမာလေး LK ပါ LK ပိုင်ဆိုင်ထားတာကမြန်မာပြည်မှာတစည်းရဲတာရှိပြီးတန်မိုးအပြင်သိန်း၅သောင်းကျော်တန်မိုးရှိတဲ့ Chevrolet Corvette CR7 ပြန်ကားကြီးပဲဖြစ်ပါတယ်။ အမေရိကန်ရဲ့ကန်တွေမာဆယ်ကားနေတဲ့ကထင်ကရမျိုးဆက်ဖြစ်တဲ့ဒီကန်ဟာသူ့ရဲ့စွမ်းဆောင်ရည်မြေ V8 အင်ဂျင်ရဲ့ဟိန်းသံပြင်လွှားတဲ့မျက်နှာကောင်လိုလှပတဲ့လောက်ခတ်တဲ့နေကိုဒီဒီဇိုင်းနဲ့ကဘာတဝန်းကကားချစ်သူတွေကိုအမြင်နဲ့ဆွဲဆောင်နိုင်ကြတာပါအစောပိုင်းမှာတော့ဒီလိုကဘာကျော်စူပါကားတစ်စီးကိုမြန်မာပြည်မှာဘသူများပိုင်ဆိုင်ထားတယ်လို့အားလုံးကစိတ်ဝင်စားနေကြတာပါ ဒီကားရဲ့ပိုင်ရှင်ကတော့တခြားသူမဟုတ်ပါဘူး။အခုချိန်မှာအောင်မြင်ဆုံးလူငယ်မျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တူဖြစ်ရက်တီနေတဲ့တထင်းမလေး LK ပဲဖြစ်ပါတယ်။ မရဲ့ဒီလိုရှားပါပင်အလွန်တမုန်းကြီးတဲ့ကားကိုပိုင်ဆိုင်နိုင်ခြင်းကအတန်ငယ်ငယ်နဲ့ကြီးကြီးတဲ့ချမ်းသာနေတဲ့သူမရဲ့အောင်မြင်မှုကြောင့်လို့ဆိုရမှာပါ။အဲလီကေဆရာချမ်းသာတဲ့မျိုးရိုးကနေစဉ်တန်လာသူတူဖြစ်ပေမယ့်အဲ့ဒီအပေါ်မှာပဲရက်တီနေသူမဟုတ်ပါဘူး။အဲလီကေဟာပြိုင်ဆိုင်မှုပြင်းထန်တဲ့မြန်မာနိုင်ငံရဲ့အလှကုန်စည်းကွက်ထဲကိုသူမရဲ့ Life Queen ဆိုတဲ့ brand နဲ့အောင်မြင်စွာ ထိုးပါဝင်ရောက်နိုင်ခဲ့တာကသူမရဲ့ရည်ချင်ကိုတက်သေးပြနေပါတယ်။မိဘရှင်ဝါကိုအားကိုးစရာမလိုပဲကိုပိုင်ရည်ချင်းထမ်းမြက်တဲ့စီးပွားရေးအမြင်နဲ့မဆုံးမနစ်ကြွယ 調査မှုတွေကြောင့် Live Queen ဟာမြန်မာမျိုးသမီးတိုင်းရဲ့ရှင်နေမှာနေရာတနေရာကိုအခိုင်အမာရယူနိုင်ခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့သာမကဘဲ Beauty Blogger တယောက်အနေနဲ့ရောဘဝနေထိုင်မှုပုံစံတွေကိုလမ်းညွှန်ပေးတဲ့ Live Guide တယောက်အနေနဲ့ပါပရိသတ်တွေကိုအကျိုးရှိစေတဲ့ဗီဒီယိုတွေမျှဝေပေးလို့ရှိတာကြောင့်ဒီမှာဟောထုတ်ကုန်တစ်ခုကိုရောင်းချနေသူဆိုရတဲ့လူနေမှုဘဝပုံစံတစ်ခုကိုဖန်တီးပေးနေတဲ့သူလူငယ်တွေအတွက်စံပြထားတဲ့ Role Model တယောက်ဖြစ်နေရပါရှင်။ သူမရဲ့အောင်မြင်မှုတွေကစီးပွားရေးနဲ့ပိုင်ဆိုင်မှုတွေကရှက်တံမနေပါဘူးအခုဆိုရင်အများကအားကြရတဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုပေါ်ဝါလေးကိုလည်းတီထောင်ထားနိုင်ပါပြီ လွန်ခဲ့တဲ့အချိန်ကပဲသူမနဲ့သူမရဲ့ခင်မွန်းတို့ကနေချစ်စရာကောင်းတဲ့သမီးရနာလေးအတီရာခေကိုမွေးဖွားခဲ့ပါနဲ့မြမချမ်းသာဆုံးစီးဝင်မျိုးဆက်ဖြစ်တာနဲ့ညီသမီးလေးရဲ့စင်ယုံကအိမ်ပြန်ကြိုဆိုပွဲကိုတော့နတ်သမီးလေးတစ်ပါးကိုကြိုဆိုနေတကယ်တော့ပန်းနဲ့ငွေတွေနဲ့ခင်းခြင်းပြီးတင်းထောင်ကြီးကုန်ကြခန်းကခန္ဓာကြီးကျယ်စွာကျင်းပခဲ့တာကလည်းသူမတို့မိသားစုရဲ့ကြွယ်ဝမှုနဲ့သမီးလေးပေါ်ထားတဲ့မေတ္တာကိုပေါ်လွင်စေခဲ့ပါတယ် ဒီလိုအောင်မြင်တဲ့ CEO တယောက် supercar ပိုင်ရှင်တစ်ထီမတစ်ယောက်ကနေမိခင်တယောက်ဖြစ်ကူပြောင်းသွားတဲ့သူမရဲ့ဘဝအခမ်းကဏ္ဍတကလည်းပြိသက်တွေအတွက်အလွန်စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်ဒါကြောင့်အဲလီခင်အောင်လူငယ်တယောက်ဖြစ်ပေမယ့်ပုံမှန်မြင်နေကြတထေသမီးပုံစံခွက်ထဲကခွဲထွက်ပြီးကိုပိုင်အောင်မြင်မှုရှားပါးတဲ့ပိုင်ဆိုင်မှုတွေနဲ့ပျော်ရွှင်တဲ့မိသားစုဘဝကိုတိဆောက်ထားနိုင်တာဟာလေးစားစရာကောင်းတယ်လို့အောက်ကျစရာလည်းကောင်းပါတယ်။ သူမရဲ့ဘဝစကြောင်းကကျမတို့ကိုစူးစမ်းရင်ဘာမှမဆိုးဖြစ်နိုင်နဲ့။အောင်မြင်မှုဆိုတော့ကိုယ်တိုင်ဖန်တီးယူရတဲ့အရာဖြစ်တယ်ဆိုရင်သင်ခန်းစာကိုပေးနေသလိုပါပဲ။ဒီဗီဒီယိုကိုချစ်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ရောမြန်မာပြည်မှာတစည်းတည်းရှိတဲ့ကာပိုင်ရှင်တတိမလီအဲလီခေရဲ့ဘဝရဲ့ပဲပိုင်းကိုအလေးစားဆုံးနေဘဲချက်ကကိုယ့်အတွက်အားကြစရာကောင်းဆုံးနေစရာ comment မှာမျှဝေပေးတော့ကြပါအောင်ရှင်